မင်းဘာဘာခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ KK Pet နယ်မြေအတွင်းမှာရှိတဲ့တရားမဝင်အဆောက်အအုံစုစုပေါင်း635လုံးထဲကဒီဇင်ဘာလ10ရက်နေ့အထိ343လုံးကိုဖြိုချဖျက်ဆီးခဲ့ပြီးညောင်ရီမြို့အနီးမှာတရားမဝင်ပြည်ပနိုင်ငံသား232ဦးကိုထမှန်ဖမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စိတ်ခွေးတက်အနေနဲ့ online လိမ်လည်မှုများတဲ့ online လောင်းကစားမှုများအများဆုံးအခြေစားလောက်ကိုင်းလျက် ရှိကြတယ်။ရွှေကုတ်ကိုနေမီနဲ့မြောက်ရီမဲထော်တလေး KK ပတ်နေမီတွေမှာစစ်ကော်မရှင်ဘက်ကအဖွဲ့အစုံပါဝင်တဲ့ပူးပေါင်းအဖွဲ့တွေနဲ့တရားမဝင်အဆောင်တွေအတွင်းကိုဝင်းအောင်ရှင်းလင်းခြင်း online လိမ်လည်လောင်းကစားမှုများလုပ်ငန်းစဉ်များမှာအသုံးပြုခဲ့တဲ့တင်စီရမိတဲ့ပစ္စည်းများနဲ့တရားမဝင်အဆောင်တွေကိုစနစ်တကျဖျောချဖျက်ဆီးခြင်းနဲ့ချိတ်ပိတ်တင်စီခြင်းများကိုဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။ဒီသမားလာရှိတဲ့နေမှာမြောက်ရီမဲထော်တလေး KK ပတ် အပိုင်းသုံးနယ်မြေအတွင်းမှာရှိတယ်။တရားမဝင်အဆောက်အုံများဖြစ်တယ်။နှစ်ထပ်အဆောက်အုံ6လုံး၊သုံးထပ်အဆောက်အုံ2လုံး၊လေးထပ်အဆောက်အုံ2လုံးစုစုပေါင်းတရားမဝင်အဆောက်အုံ8လုံးကို ထမံဖြိုချဖျက်ဆီးခဲ့တာကြောင့်အပိုင်း၃နယ်မြေအတွင်းမှာရှိတဲ့အဆောက်အုံပေါင်း425လုံးထဲကဒီဇင်ဘာလ၈ရက်နေ့အထိ193လုံးကိုဖြိုချဖျက်ဆီးခဲ့ကြောင်းနဲ့ KK ပတ်နယ်မြေအတွင်းမှာရှိတဲ့တရားမွေအဆောက်အုံစုစုပေါင်း635လုံးထဲက340လုံးတို့ကိုဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းသိရပါတယ်။စစ်ခွေးတပ်ကထုံးစံအတိုင်းကြားဖြန့်ကိုနှိမ်နှင်းပြကိုပြရမယ်အနေထားပေါ့ဗျာ။ ရုပ်ရှင်ရိုက်ကိုရိုက်ပြရမယ်အနေထားပေါ့ဒါကိုပဲကောင်းစီသတင်းအနေနဲ့ဝါရဖက်မီဒီယာတွေကပေါ်ပြနေကြတာကိုတွေ့ရတယ်လို့ CDM စစ်တပ်အရာရှိတအုပ်ကပြောပြထားပါဗျာ စစ်ခွေးတပ်က online လောင်းစားမှုများ online လိမ်လည်မှုများအပါအဝင်ဒုစရိုက်မှုများကျူးလွန်နေကြတဲ့သူတွေကိုအင်တိုင်းအားတိုင်းနဲ့ကြဲကြဲပြန့်ပြန့်ဖမ်းဆီးရှာဖွေအရေးယူခြင်းများဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ဒီသမားလာရှိနေမှာမြောက်ရီမြို့ပေါ်မှာရှိတဲ့လုံကြုံရေးပူပေါင်းအဖွဲ့များကသတင်းအရာမြောက်ရီမြို့ဝင်းကျင်းမှာစောင်းတခဲဆစ်ဆေးခြင်းများမြောက်ရီမြို့အဝင်အထွက်လမ်းကြောင်းနေရာများနဲ့ လမ်းဆောင်လမ်းကနေရာများမှာပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများကိုဆောင်ရွက်ခဲ့ကြောင်းဘလူး၄ကီကောဘက်ကနေမြောက်ပြည်မြို့ဘက်ကိုမောင်းနေလာတဲ့ဆယ်ဘင်းကလေးစီးပေါ်ကတရားမဝင်ဝင်ရောက်လာတဲ့တရုတ်နိုင်ငံသားအမျိုးသား218ဦးအမျိုးသမီး15ဦးစုစုပေါင်း232ဦးတို့ကိုဖော်ထုတ်ဖမ်းဆီးရရှိခဲ့တယ်လို့စစ်ခွေးတပ်ဘက်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်ကျေးရွာများကိုစစ်ကြောင်းထွေရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခဲ့ရာစစ်ခွေး18ကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့ကတောင်သာမြို့ပေါ်ကလက်သေးချင်း မြေးဒီရွာဘက်ကိုအချမ်းမဆစ်တက်ကစေချောင်းထိုးလာကြောင်းတင်းရတဲ့အတွက်မြင်းကြံခရိုင်အမှတ်သုံးတရင်ကထူးတက်ရင်မူမိသားကြီးဥဆောင်တဲ့စေချောင်းနဲ့မဟာမိတ်အဖွဲ့များပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းအချမ်းမဆစ်တက်ဘက်ကစစ်သား၁၀ဦးတေဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါတယ်။အဲ့ဒီနောက်အချမ်းမဆစ်တက်ကတာလွန်အင်အားနဲ့မြင်းဒီရွာမှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်တွေဆုပ်ကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ ဒီဇင်ဘာလ၂ရက်နေ့မှာလဲတောင်သာမြို့ကစစ်တပ်ကမကြီးမင်းတဲ့ရွာဘက်ကိုအင်အားအများပြားနဲ့စစ်ကြောင်းထိုးလာတဲ့အတွာ မြင်းကြံခရအိမ်မက်သုံးတက်ရင်တက်ခွဲတက်တက်ခွဲမှုမတူဥဆောင်တဲ့စစ်ကြောင်းနဲ့ထိပွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာစစ်တပ်ကထိနာပြီးတော့ပဲခင်းကျော်ရွာဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်ကပြည်သူပိုင်းနေအိမ်များကိုမိရှုဖျက်ဆီးသွားတယ်လို့သိရပါတယ်။အခုလိုမိရှုနေတဲ့အချိန်တွင်းမှာမြင်းကြံခရအိမ်မက်သုံးတက်ရင်ကဒုတက်ရင်မှုမင်းသားကြီးဥဆောင်တဲ့စစ်ကြောင်းနဲ့မဟာမိတ်တပ်များကလက်နက်ကြီးလက်နက်ငယ်များနဲ့ဝင်ရောက်ပစ်ခတ်ခဲ့ရမှာစစ်ခွေးတပ်ကကောင်တာမျိုးဘကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။ စေခွေးတက်ရဲ့မိရှုဖြတ်စည်းမှုကြောင့်ပဲကင်းရွာကျော်မှာရှိတဲ့နေအိမ်အလုံး80မိလောင်ပြာကျခဲ့ရတယ်လို့သိရပါဗါးတော်လိုင်းတပ်များရဲ့တိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စေခွေးတွေဘက်ကစေခွေးခုနှစ်ကောင်တေဆုံးကတော်လိုင်းရဲဘော်များကတော့အထူးကိမရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါးစေခွေးတွေရဲ့စီးရင်ထပ်သေးတာတော့မကြမိသေးဘူးပြည်သူတွေဖမ်းဆီးခံရတာလည်းမရှိပါဘူးလို့မြင်းညာခဲအမတ်သုံးတက်ရဲ့ဒုတက်ရင်မှုကိုမင်းသားကြီးကပြောဆိုထားပါဗျ မန္တလေးတိုင်းတောင်သာမြို့နယ်မှာလာမယ့်ကာလအတွင်းရွေးကောက်ပွဲကျင်းပနိုင်ရန်စစ်တပ်ကနယ်မြေရှင်းလင်းအမည်တက်ပြီးတော့စစ်ကြောင်းထုံးမှုများကိုဇက်တိုက်လှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာစစ်တပ်နဲ့ပတ်သက်ဆန့်ွယ်နေတဲ့ကုမ္ပဏီများကယင်းဒီမြောက်နံမှုများအားဆွီဒင်ပင်စင်ရန်မုံငွေအဖွဲ့ကပြန်လည်ရုပ်သိမ်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဆွီဒင်ပင်စင်ရန်မုံငွေအဖွဲ့ AP7 ဟာအိန္ဒိယစစ်လက်နက်ကုမ္ပဏီများဖြစ်တဲ့ Bharat Electronic Limited BEL Hindustan Aeronautics Limited HAL Thai Union Company PTT Exploration and Production PTT EB နဲ့ဂျပန်ယင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီး ဆူမီတိုမိုကော်ပိုရေးရှင်းတို့မှရှိတဲ့၎င်းတို့ရဲ့ယင်းဒီမြုံနှံမှုများအားပြန်လည်ရုပ်သိမ်းလိုက်ကြောင်းကြေညာခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဆွီဒင်ပေးစင်ရန်မုံငွေအဖွဲ့ကစစ်တပ်နဲ့ဆက်နွယ်တဲ့ကုမ္ပဏီများစီကနေအမေရိကန်ဒေါ်လာတန်ပေါင်းများစွာရှိတဲ့ယင်းဒီမြုံနှံမှုများအားပြန်လည်ရုပ်သိမ်းမှုအပေါ်ကြိုးစားကြောင်း Justice for Myanmar JFN Swedish Burma Comedy SBC နဲ့ Fair Finance Guide တို့ကမနေ့ကညမှာထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။ JFM အဖွဲ့ရဲ့ထုတ်ပြန်ချက်များအရ BL နဲ့ HL တို့ဟာမြန်မာစစ်တပ်ထံမှာစစ်လက်နက်နဲ့အခြားသောစက်ပစ္စည်းကိရိယာများကိုရောင်းချခဲ့တယ်လို့သိရပါတယ်။ PTT EB ဟာစစ်ခွေးတိုက်ရဲ့အဓိကနိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်တဲ့ကမ်းလွန်တဘာဝတန်းဝင်စီမံကိန်းနှစ်ခုမှာစစ်အုပ်စုနဲ့အတူကြီးကြပ်လုပ်ကိုင်နေတယ်လို့သိရပါတယ်။ Sumitomo Corporation ဟာစစ်ခွေးတွေထိန်းချုပ်ထားတဲ့စက်သွေးကုမ္ပဏီ MPD နဲ့ပူရဲချစ်ချက်လုပ်ကန်နေပြီးတော့စစ်ခွေးတွေရဲ့ digital ဖိနှိပ်မှုများမှာပါဝင်ပတ်သက်နေကြောင်းထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့ November လအတွင်းမှာ Justice for Myanmar JFN Swedish Burma Comedy SBC နဲ့ Fair Finance Guide တို့ကထုတ်ပြန်ခဲ့တဲ့ပူရဲစမ်းစစ် လေ့လာမှုအတွင်းအဲ့ဒီ Sweden ရန်ကုန်ငွေအဖွဲ့များဟာမြန်မာနိုင်ငံမှာရှိတဲ့စစ်ခွေးတွေကိုကုညီပံ့ပိုးပေးနေတဲ့ကုမ္ပဏီ၁၂ခုမှာ Sweden ငွေ Corona ၄.၆ဘီလီယံယင်းနီမြုပ်လံထားကြောင်းနဲ့၎င်းတို့အထက်မှာဆွီဒင်ပြည်သူ၆တန်းရဲ့ပင်စင်ငွေမြောက်ထည့်ဝင်ထားတဲ့ AB7 ကအများဆုံးယင်းနီမြုပ်လံထားတယ်လို့ထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ DKBA ဒုစစ်ဦးစီးချုပ်စောရွှေဝါရဲ့တာကြီးရုပ်ပြရဲ့အုံနောက်သွေးကြောပြတ်ပြီးတော့ကွယ်လွန်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီမိုကရေစီအကျိုးပြုကင်းရက်တက်မှာတော့ DKBA ဒုစစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးစောရွှေဝါရဲ့တာအကြီးဆုံးဖြစ်သူ စောပါစုကြီးအသက်28နှစ်ဟာဒီဇမလာ၈ရက်နေ့မိုးလေတနအိခွဲဝဲကျင်ကမဲဆောင်မြို့မှာရုတ်ပြက်အုံနောက်သွေးကြောပြက်ပြီးတော့ကွဲလွန်သွားတယ်လို့သိရပါဗျ။ DGB ရဲ့ဗဟိုတပ်မဟာလုံခြုံရေးတပ်ရင်းမှု ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိတဲ့စောပါဆိုဂေဆိုသူဟာရှေ့ရက်နေ့ကခေါင်းကိုက်ဝေဒနာရုပ်တရက်ပြင်းထန်လာမှုကြောင့်သူ့ရဲ့မိသားစုဝင်များကဆေးကန်းကနေတဆင်ဘဲဆောက်ဆေးရုံကြီးကိုလွှဲပြောင်းပို့ဆောင်တဲ့အချိန်မှာကွယ်လွန်သွားခြင်းဖြစ်တယ်လို့ဖခင်ဖြစ်သူစောရွှေဝါကပြောပြထားပါဗါးအစကနေမကောင်းဖြစ်တော့ဆေးကန်းကိုပြေးတာဆေးကန်းကလည်းအချင်းနေမဟန်ဘူးဆေးရုံကိုပို့ရမယ်ဆိုလို့အေးဝော်ကခေါ်လိုက်တယ်အေးဝော်ကနဲ့တင်းကနီးမှပဲနားထဲကသွေးတွေပါတွေထွက်လာပြီးတော့ အချိန်လွန်သွားတယ်လို့ပြောရမှာပေါ့လို့စောရွှေဝါကပြောပြထားပါတယ်။စောပါဆိုကြီးရဲ့ရုပ်အလောင်းကိုလက်တလုံးမှာ၎င်းရဲ့နေအိမ်မှာထားရှိပြီးတော့ဒါမဲ့ဒီဇမလ17ရက်နေ့နေ့လယ်ပိုင်းမှာရေဝဲတုတ်တန်ကိုပို့ဆောင်တဲ့ဂျုံမှာဖြစ်တယ်လို့လဲဒီဆက်သူတွေကပြောပါတယ်။စောရွှေဝါရဲ့တားတုတ်ရောက်တဲ့ကအကြီးဆုံးသားဖြစ်သူစောပါဆိုကြီးဟာအသက်ရှိတဲ့အချိန်တုန်းကလည်းဗီရိုယောဂအခမ်းရှိသူဖြစ်တယ်လို့သိရပါတယ်။၎င်းကွယ်လွန်တဲ့အချိန်မှာဇနီးဖြစ်သူနဲ့အသက်ဆယ်နှစ်အရွယ်သမီးမိန်းကလေးတအူးကြံရိတ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ တရင်တွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးတခုကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုအစင်အမြဲတမ်းအကူအညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီကြဖို့တောင်းဆိုလိုက်ပါစေခင်ဗျာ ကျွန်တော်အခုထုတ်လွှင့်နေတဲ့ Revolut Burma News Channel Official ဒီ channel တခုပဲရှိပါတယ်ကျွန်တော်ရဲ့ Revolut Burma News Channel ရဲ့နာမည်ကိုခိုးယူပြီးတော့ပေါ့လုတ်ပဲစားမဟုတ်မမှန်သတင်းများကိုတင်နေတယ်ပြည်သူတွေကိုအစိတ်ခတ်နေတဲ့အောက်တန်းစား channel များမွေးလာကလေးကကိုယ်ပိုင်အုံနောက်ကိုမသုံးပဲသူများရဲ့ idea တွေကို like ခိုးနေတဲ့အောက်တန်းစား channel များတနေ့တခြားပုံမှုများပြားလာတဲ့အတော့ အတူပသတိပြုပြီးတော့အားပေးစေချင်ပါတယ်ခင်ဗျာနေ့စဉ်နဲ့အမြအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့စကိုင်းတိုင်းမုံရွာ6ဦးလမ်းပိုင်းမှာပျောက်ကြားဆစ်ဆင်ရေးပြုလုပ်မှဖြစ်တဲ့အတွက်အတန်တိတ်သပိတ်ပြုလုပ်နေတဲ့အချိန်ပြည်သူများသွားလာခြင်းမပြုလုပ်ကြဖို့အတွက်သတိပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာတနင်္ဂနွေလုံးအတိုင်းအတာနဲ့ပြည်သူများအတန်တိတ်သပိတ်ပြုလုပ်မှဖြစ်ပြီးတော့ အခုလိုသမိတ်ပြုလုပ်နေတဲ့အချိန်မှာ Braveheart Army BHA အဖွဲ့နဲ့မဟာမိတ်တပ်ဖွဲ့များကပျောက်ကြားသမိတ်စင်နွဲမှာဖြစ်တယ်လို့သိရပါဗျ။အခုလိုပျောက်ကြားစစ်ဆင်ရေးစင်နွဲမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့ ဘုံရွာ6ဦးလမ်းပိုင်းကိုမနေ့9နာရီကနေညနေ3နာရီအထိအတုံးမပြည့်ရန်အတိပေးထုတ်ပြန်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။လမ်းပိုင်းပြန်ဖွင့်မဲ့နေရကိုလည်းထမှန်ကြီးညာသွားမှာဖြစ်ကြောင်းသိရပါတယ်ကျွန်တော်တို့မုံရွာချောင်းဦးလမ်းပိုင်းမှာပျောက်ကြားဆစ်စင်ရေးဖော်ဆောင်မှုရှိတဲ့အတွက်ပြည်သူတွေရဲ့အသက်အန္တရာယ်ကင်းဝေးစေဖို့အပြည့်မထွက်ကြဖို့လိုပါတယ်ကျွန်တော်တို့ Braveheart Army BHA တပ်ဖွဲ့အနေနဲ့မုံရွာချောင်းဦးလမ်းမကြီးကိုမနေ့9နာရီကနေညနေ3နာရီထိပိတ်ထားမှာဖြစ်ပါတယ်လမ်းကြောင်းပြန်ဖွင့်မဲ့နေရကိုလည်းကျွန်တော်တို့တွေပြန်လည်ကြီးညာသွားမယ်လို့ Brevard Army BHA တပ်ဖွဲ့ကတောင်းအောင်ရှိသူကပြောဆိုထားပါဗျ။ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာပြုလုပ်မဲ့အတန်တိတ်တပိတ်မှာပြည်သူများပူးပေါင်းပါဝင်ကြရတဲ့တနိုင်ငံလုံးအတန်တိတ်တော်လန်ကြမဲ့ Silent Strike မှာပါဝင်ကြဖို့အတိပင်းနှိုးဆော်လိုတယ်လို့ Brevard Army BHA တပ်ဖွဲ့ကတောင်းအောင်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News ထနေကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ